မင်္ဂလာပါရှင်ကျမတို့ channel နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့မြန်မာနိုင်ငံဆိုင်ရာကုလထုကိုယ်စားလှယ်ကိုစောစားစစ်ဆေးပေးရရက်ဖက်ဖွဲ့ပေါင်း300ဘီဘာတောင်စုံကုလသမဂ္ဂအတွေ့အတွေ့ရင်မူရင်မြန်မာနိုင်ငံဆိုင်ရာထုကိုယ်စားလှယ်ကျွလီပေရှော့ကတရုတ်နဲ့ဆက်နွယ်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာကျွစီးပွားပလိပခါရေးရှိနေတဲ့အဖြစ်ဆောင်ဆန်းစစ်ဆေးမှုတွေပြုလုပ်ပရန်ကုလသမဂ္ဂတွင်ရမှုကြောင့်အန်တိုနီယိုဂူတာရက်စတန်မြမရေးတကြလှောင်ရှားတဲ့အရက်ဖတ်အဖွဲ့စည်းပေါင်း190က မန်ချက်လာ18ရက်နေ့မှာအိပ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။အဆိုပါအိပ်ဖွင့်ပေးစာမှာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့လောက်ပိုင်ခွေအားနာကိုချက်ချင်းရတန်ရန်နဲ့မြမရေကိုကုလသမဂ္ဂအတွင်းရမှုချုပ်ကတိုက်ရိုက်ကင်တွဲပေးရန်တို့ကိုလည်းတောင်းဆိုထားပြီးဂျူလီဘီရှော့ကိုစစ်ဆေးပြီးပါကတွေ့ရှိချက်တွေကိုအများပြည်သူသိအောင်ချပြရန်ကိုလည်းတောင်းဆိုပါတယ်။ဂျူလီဘီရှော့လောက်ကိုင်းနဲ့စီးပွားရေးလုပ်ငန်းတွေကမြန်မာနိုင်ငံရှိတပ်ထုလုပ်ငန်းတွေတေယုဆိုးရပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေရှိနေလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အထူးသဖြင့်ဂျူလီဘေးရှော့ကမြန်မာနိုင်ငံမှာစီအုပ်စုနဲ့စီးပွားရေးပူပေါင်းလုပ်ကိုင်တဲ့တရုတ်ဆိုရပိုင်းရှန်ဟီရက်ဆော့ဖ်ကမ်ပဏီနဲ့ China Communication Construction Company တို့နဲ့ဂျူစီးပွားဆက်နွယ်မှုတွေရှိနေနိုင်ခြင်းကြောင့်ဘယ်မလိုက်မှုတမတမကြမှုနဲ့မြန်မာနိုင်ငံတွင်းကလူ့ခွင့်ချိုးပေါက်ကန်ရရမျိုးပေါ့တိတ်ခိုက်မှုတွေပုံမှန်ဖြစ်စေလာနိုင်တယ်လို့အိတ်ဖွင့်ပေးစာမှာထောက်ပြပြောဆိုပါတယ် မြန်မာဆရာစုမှပြည်သူတွေပေါ်ကျွလွန်နေဆရာဆွေမှုနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်နေရဆွေမှုတွေကိုတရုတ်ဆိုရကအားဖိတ်ကူညီလျက်ရှိနေကြောင်းကိုထောက်ထားရရရှိဖော်ပြထားပြီးဖြစ်သည်ဟုလည်းဆိုပါအဖွဲ့ပေးစာမှာဖော်ပြပါတယ်။ကျွလီဘေရှော်နဲ့တရုတ်ဆိုရပိုင်းကမ္ပဏီရဲ့ပတ်သက်ဆက်နွယ်မှုတွေပေါ်မှာအကျိုးစီးပွားပလီပခါတွေရှိနိုင်ခြင်းကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးပြီး Justice for Myanmar အဖွဲ့ကမက်ရှလကွန်တွေကထုတ်ပြန်တောင်းဆိုခဲ့ပြီးအရေးပတ်ဖွဲ့တွေကယခုလိုအဖွဲ့ပေးစာပေးဖို့ကထပ်မံတောင်းဆိုလာခြင်းဖြစ်ပါတယ်။ ထို့အပြင်ကုလသမဂ္ဂကမြမပြည်သူရဲ့အသက်များစွာပေါ်အန္တရာယ်ဖြစ်စေမဲ့ပြောင်းကျလာစီးပွားရေးဆိုင်ရာအကျိုးစီးပွားရှိနေတဲ့အထူးကိုယ်စားလှယ်ရာမြမနိုင်ငံအကျက်တဲဖြစ်ရှင်ရန်တာဝန်ကိုဆက်လက်ပေးအပ်ထားမည်ဆိုပါကအလွန်ပင်ကြိုးကြောင်းဆင်ခြင်မှုနဲ့ပါလာတဲ့လောက်ရဖြစ်စေမည်ဟုလည်းဆိုပါအဖွင့်ပေးစာမှာဖော်ပြပါတယ်။ အထူးသဖြင့်လက်ရှိဖြစ်ပေါ်နေတဲ့အထူးကိုယ်စားလှယ်ကြိုးစည်းပွားဆိုင်ရာပြည်ပခါကမြန်မာပြည်သူတွေရဲ့အသက်အဝင်စီစဉ်ပေါ်အနေအထားစေနိုင်တာကြောင့်အထူးကိုယ်စားလှယ်လုပ်ပိုင်ခွင့်အနာကိုချက်ချင်းရုပ်သိမ်းပြီးကုလသမဂ္ဂအထွေထွေညီလာခံ UNGA ထံသို့လည်းရပ်ဖက်ဖွဲ့တွေကအစပေးဖို့တောင်းဆိုထားပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။